အာဆီယံနိုင်ငံတချို့ကထူးခြားတဲ့တည်ယူပို့ဆောင်မှုလုပ်ငန်းများကြည့်တဲ့ပြည်စည်းလေးနဲ့ရအောင်ဂျန်ဖန်စားတော့ကြရတဲ့အချိန်မှာညာနေညာနဲ့တွေ့လဲချောင်းချိုချောင်းကြားတွေကထွက်လာတတ်ပါတယ်။အရန်ထူးဆန်းတဲ့ဤပညာမဟုတ်ပေမဲ့ဒီလူတွေအထွက်ကတော့အစဉ်ပြေသွားတယ်လို့ဆိုရမှာပါ။ဖိလစ်ပိုင်ကျေးလက်ဒေသတွေမှာလူတိုင်းဆိုင်ကယ်မစီးနိုင်ကြပါဘူး။အဲဒါကြောင့်သွာလာရေးအတွက်ပဲဖြစ်စေ၊တယ်ယူပို့ဆောင်ရေးအတွက်ပဲဖြစ်စေ အဆင်ပြေပြေရှိရအောင်ကိုနီကိုဟန်နဲ့ကြံပန်းကြပါရစေ။ဒီလိုနဲ့လက်ဖြစ်သက်သားစိုက်ကယ်တွေပေါ်လာသလိုလူအများကြီးတင်နိုင်တဲ့စိုက်ကယ်တက္ကစီတွေလည်းပေါ်လာရတာပါ။ဒီစိုက်ကယ်တွေကအတူရက်နဲ့တူဆက်တော့အဆင်ပြေနေပါရစေ။စိုက်ကယ်သမားတွေဆိုရင်လည်းမဆိုးလာတဲ့ဝင်ငွေလေးဖန်တီးနိုင်ပါရစေ။စီးတဲ့သူတွေလည်းဈေးပေါပေါနဲ့စီလာနိုင်ပါရစေ။ဒီလိုလက်ဖြစ်ဆိုင်ကယ်တက္ကစီကိုတော့သူတို့ရဲ့မှာ Coaster လို့ခေါ်ကြတာပါလက်ဖြစ်ဆိုပေမဲ့ဆိုင်ကယ်ကတော့အစစ်ဖြစ်ပါတယ်အဲဒီဆိုင်ကယ်ကိုမှလူအများကြီးတင်လို့ရအောင်ဒါမှမဟုတ်ပစ္စည်းတွေအများကြီးတင်လို့ရအောင်ပြင်ဆင်ထားတာပါ ီမှာဆိုရင်လည်းဆိုင်ကယ်ကိုဘေးတွဲထပ်တက်ပြီးဝင်ပုံဆက်အောင်ပြင်ဆင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အရာကဘေးတွဲနဲ့နောက်ထပ်ဘိန်းတစ်လုံးထပ်တက်ရမှာပါ။ဒီဆိုင်ကယ်ကြတော့အရာရီမလိုပါဘူး။သူ့ရဲ့ဒီဇိုင်းကိုအလွယ်ပြောရရင်တော့ဆိုင်ကယ်ပေါ်မှာလင့်စင်ထိုးထားသလိုပါပဲ။လူထိုင်ပြီးလိုက်လို့ရတဲ့နေရာ၊ပစ္စည်းတင်ရမယ့်နေရာလေးတွေကိုလည်းဖန်တီးထားပါတယ်။နေပူပူမိုးရွာရွာအဆင်ပြေအောင်အမိုးလေးတွေတောင်တက်ထားပါသေးတယ်။ဒီလိုဆိုင်ကတစည်းဆိုရင်ခရီးတဲ6ရောက်လောက်ကိုအနည်းဆုံးတင်နိုင်တာပါဘူဆိုခရီးကလေးတွေဆိုရင်ပို့ပြီးတင်နိုင်ပါသေးတယ် ဝင်မများတင်နိုင်မှုရည်ရွယ်ထားတာဖြစ်တဲ့အတွက်အင်ဂျင်ပါဝါကတော့အတော်အသင့်ကောင်းနေဖို့လိုနေတာပါ။အင်ဂျင်ပါဝါ 150cc လောက်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေနေပါပြီ။ဒီလိုဆိုင်ကရဲ့နေရာထိုင်ခင်းတွေကလည်းတစ်စီးနဲ့တစ်စီးမတူကြပါဘူး။ဆိုင်ကသမားရဲ့စိတ်ကြိုက်ဖွဲ့စည်းထားတာပါ။တချို့ကလည်းသူတို့ဆိုင်ကလေးကိုအလားဆင်ကြပါရီ။တချို့ကလည်းပစ္စည်းတင်မှုကိုပဲဦးစားပေးထားကြတာပါ။တချို့ဆိုင်ကသမားတွေကြတော့လေလူပဲတင်တယ်ပစ္စည်းပဲတင်တယ်အဆင်ပြေအောင်စီမံထားကြပါရင်ဒီဆိုင်ကတွေအများစုကခရီးဝေးလိုက်ဖို့ရည်ရွယ်ထားကြတာတော့မဟုတ်ပါဘူးဈေး ကြောင်ကားကိတ်စားတဲ့လူအသွားလာများတဲ့နေရာတွေမှာပြေးဆွဲဖို့ပဲရည်ရွယ်ထားတာပါ။နောက်ပြီးဒီဆိုင်ကယ်တွေကအကြာကြီးထိုင်လိုက်စီးဖို့လည်းသိအဆင်မပြေပါဘူး။ခဏတစ်ဖြုတ်သွားရတဲ့ခရီးတော်တွေအတွက်လောက်ပဲအဆင်ပြေပါရဲ့။စီးနေသူတွေဘက်ကကြည့်ရင်လည်းဈေးတသာရာကြောင့်အတော်လေးအဆင်ပြေနေတာပါ။ဒါပေမဲ့သူတို့ရဲ့ယုံကြည်မှုကိုဆိုင်ကယ်သမားစီလုံးဝအထားရတာဖြစ်ပါရဲ့။ဘာဖြစ်လို့လဲဆိုရင်တော့ဆိုင်ကယ်သမားရဲ့မကျွမ်းကျင်ရင်ဒုက္ခရောက်သွားနိုင်လို့ပါပဲ။ဆိုင်ကယ်သမားကလည်းခရီးတော်တွေအဆင်ပြေသလိုတက်ဆိုပြီးပြောလို့မရပါဘူး။ဟန်ချန်ကြီးအောင်နေရာထိုင်ခင်းစီစဉ်ပေးရပါရဲ့။ တင်ထားတဲ့ကုန်ပစ္စည်းလိုက်ပါမဲ့လူအရေးအတွက်ပေါ်မူတည်ပြီးဘသူကဗမာထိုင်ဆိုတာမျိုးတွေကိုလည်းတွေ့ရပါတယ်။မဟုတ်ရင်တော့ဆိုင်ကကဝိမင်ကြီးပဲဟိုဆွဲတီဆွဲဖြစ်နေမှာပါ။အဲဒီခါမျိုးကြရင်ဆိုင်ကသမားတွေမှာကပဲအာလုံးဒုက္ခများရမှာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီလုပ်ငန်းနဲ့အတန်မူဝမ်းကြောင်းပြုနေတဲ့ဆိုင်ကသမားတွေကသူကြွညင်မှုနဲ့သူရှိနေကြတာပါ။လမ်းကြောင်းလဲရင်းနေနေတာဖြစ်လို့အန်ဒရယ်ကင်းအောင်မောင်းနိုင်ကြပါတယ်။နောက်ပြီးခရီးသည်တွေပါလာရင်ဖြစ်ဖြစ်ပဲပေါင်းကြတာပါ။ သူတို့ကဘေးကင်းလုံခြုံရေးကိုပဲအတိအကထားကြပါတယ်။စတန့်ထွေနေစရာလည်းမလိုပါဘူး။သူတို့ကပြိုင်ပွဲဝင်နေတာမဟုတ်ပဲပတ်စံရှာနေကြတာဖြစ်လို့ပါပဲ။ဘလို့ပဲပြောပြောသူ့လုံးနဲ့သူကတော့အဆင်ပြေနေတာပါ။ဆိုင်ရသမားတွေကခရီးသည်တင်တဲ့အပြင်ပစ္စည်းပို့တဲ့လုပ်ငန်းတွေလည်းလုပ်ကြပါတယ်။အဲဒီခါကျရင်ပစ္စည်းတွေကိုလည်းကုသယ်ပေးတတ်ကြတာပါ။ဝန်ဆောင်မှုကောင်းမှသူတို့ကိုအမြင့်ငားမှကိုတင်နေလို့ပါပဲ။ပစ္စည်းတင်တဲ့အခါမျိုးကြရင်တော့ဆိုင်ကယ်ကိုတစ်သားချောင်းတစ်ချောင်းနဲ့ထောက်ထားပါတယ်။ပစ္စည်းတွေပါရီတင်ကျိုးတွေပါရီခြေပြင်းတော့ဆိုင်ကယ်ပေါ်တက်ခွာလိုက်တာပါ။ အဲဒီနောက်ခြေထောက်နဲ့ဟန်ချက်ထိထောက်ထားတဲ့ဒုတ်ချောင်းကိုဖြုတ်ပြီးဆိုင်ငယ်ဘေးကနေရာလေးမှာထိုးလိုက်ပါတယ်။ပြီးရင်မောင်းထွက်သွားတာပါပဲ။ပြောရရင်ဖိလစ်ပိုင်ဂျေးလက်ကဒီဆိုင်ငယ်တွေကတည်ယူပို့ဆောင်ရေးရင်းဆိုတဲ့သဘောမျိုးထပ်တော့ပို့ပါတယ်။ဂျေးလက်နေလူရန်စားတွေရဲ့လူနေမှုပုံစံမှာတစ်စိတ်တစ်ပိုင်းဖြစ်လေပါဝင်နေတာပါ။ဒီလူရန်စားတွေရဲ့ရုံးကန်ရှင်တန်နိုင်စွမ်းဒီထွင်ဖန်တီးနိုင်စွမ်းမရှိရှိတာနဲ့အလုပ်ဖြစ်အောင်လုပ်နိုင်စွမ်းတို့ရဲ့သင်္ကေတတခုဆိုရင်လည်းမမှားပါဘူး။နောက်ပြီးဒီလိုအခြေအနေကိုခွင့်ပြုပေးထားတာကလည်းသူတို့အတွက်အသက်ရှူပေါက်တစ်ခုလို့ပြောရမှာဖြစ်ပါတယ်။ အခုပြောပြသွားတာကတော့ဂျေးလက်ဒီသားရဲ့ထူးထူးခြားခြားတဲယူပို့ဆောင်ရေးစနစ်တစ်ခုပါပဲ။မြို့မကြတော်မကြနေရာတွေမှာလည်းနောက်ထပ်ထူးခြားတဲ့တဲယူပို့ဆောင်ရေးပုံစံတစ်ခုရှိပါတယ်။ဒီတဲယူပို့ဆောင်ရေးကိုမိခိုနေရတဲ့လူရန်စားတရက်ကလည်းရှိနေတာပါ။အဲဒါကတော့ယထာလမ်းပေါ်မှာတုံးလဲတင်ပြီးဝန်ဆောင်မှုပေးတဲ့ကိစ္စပါပဲ။အဲဒီတုံးလဲကိုထရော်လီလို့ခေါ်ရင်လည်းရပါတယ်။ဖိလစ်ပိုင်ရဲ့ဖင်ဂျီပုံရက်ွက်တွေယထာသွားလာနေတဲ့နေရာတွေမှာဒီတဲယူပို့ဆောင်ရေးကိုအများဆုံးတွေ့ရတတ်တာပါ။တုံးလဲကလည်းထွေထွေတူတူမဟုတ်ပါဘူး။ကိုပြက်လိုအပြားကြီးမှာယထာလမ်းနဲ့အံဝင်းနဲ့ဘိန်းတွေတက်ထားတာပါ။ ပြီးရင်ရထားလမ်းတစ်လျှောက်ဟိုဒီဒီလျှောက်တွင်းပို့ဆောင်ပေးပါတယ်။ပုံမှန်ဆိုရင်တော့အမိုးမပါတဲ့ဟာလာဟင်းလင်းတွန်းလဲပါပဲ။ဒါပေမဲ့မိုးတွင်းဆိုရင်အမိုးတက်ထားပေးပါတယ်။တချို့ကတော့ဒီတွန်းလဲကိုသွာလာဖို့အတွက်စီနေကြတာပါ။တချို့ကြတော့လေဒီအတိုင်းအပျော်လိုက်စီတက်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့ဈေးတက်တာနေလို့ပါပဲ။ ဈေးသက်သာဆိုတွန်းလဲသမားအတွက်ကလည်းအပိုကုန်ရစေမရှိပါဘူးသူအတွက်ကတွန်းလဲဆောက်ခါပဲကုန်ပါပါပြီးရင်သူ့ရဲ့လုံအားပဲရှိပါရင်သူကအရင်ဆုံးအနေနဲ့ trolley ကိုအချိန်ရောက်အောင်တွန်းလိုက်တာပါအချိန်ရတော့မှ trolley ဘောကိုခြေတစ်ဖက်လှမ်းတင်လိုက်ပါရင်ပြီးရင်လက်ကင်တန်းလေးကိုကင်ပြီးလိုက်သွားတာပါအချိန်မလျှော့ရအောင်ယထာတန်လန်းကိုကျန်တဲ့ခြေတစ်ဖက်နဲ့တွန်းပြီးမှပါရင်အချိန်ရသွားရင်တော့ဒီအတိုင်းပဲလိုက်သွားတာပါသူတို့ကယူပဗီလာသဘောတရားတွေကိုနားလေလားနားမလေဘူးလားမသိပါနဲ့အဲဒီသဘောတရားတွေကိုအသုံးချပြီးဝင်ငွေဖန်တီးနေကြတာတော့အမှန်ပါပဲ တကယ်တမ်းပြောရရင်ယထာတန်တန်းကိုဒီလိုအသုံးပြုတဲ့ကိစ္စကတရားမဝင်ပါဘူးအရေးယူလို့ရတဲ့ပုံမှန်တွေရှိနေတာပါဒါပေမဲ့အာဏာပိုင်တွေကဒီကိစ္စကိုအတိုင်းအတာတစ်ခုထိခွင့်ပြုပေးထားပါတယ်အများပြည်သူတို့တည်ယူပို့ဆောင်ရေးကိစ္စတွေမပြည့်စုံသေးတာကြောင့်လည်းပါနေတာပါအခုကြည့်နေတဲ့သူတွေရဲ့စိတ်ထဲမှာကိစ္စတစ်ခုတွေးနေမယ်ဆိုတာသိပါတယ်အဲ့ဒါကတော့ယထာလာရင်ဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စပါပဲဟုတ်ပါတယ်ဒီယထာလန်ကအသုံးပြုနေတဲ့ယထာလန်ပါပဲယထာလာရင်တွန်းလဲသမားကသိပါတယ်အဲ့ဒီခါကျရင်တွန်းလဲကိုရက်လိုက်တာပါခရီးတယ်တွေကိုဖင်ခိုင်းလိုက်ပါတယ်ပြီးရင်တော့တွန်းလဲကြီးကိုမပီးထန်လိုက်ပါတယ် အဲဒီနောက်တွန်းလဲကိုယထားလမ်းဘေးကိုထမ်းချလိုက်တာပါယထားလွန်သွားပြီဆိုတော့မှတွန်းလဲကိုလမ်းပေါ်ပြန်တင်ပါလေအဲဒီတော့မှခရီးသည်တွေလည်းတွန်းလဲပေါ်ကိုပြန်တက်ကြရတာပါဒီတွန်းလဲသမားတွေကယထားအချိန်တွေကိုမှတ်ထားရပါတယ်သူတို့စီမှာယထားကအချိန်နဲ့နဲ့မှန်နေတာဖြစ်လို့မှန်းရပြူရတာလည်းတိတ်အခက်ခဲမရှိပါဘူးဒီကြားရဲလန်ခီးမှာကိုလိုတုံးလဲတွေနဲ့မျက်နှချင်းဆိုင်ထိတ်ထိုက်တွေ့ရတဲ့ကိစ္စတွေလည်းရှိပါသေးတယ်။အရိခါမျိုးကြရင်တော့နားလည်မှုနဲ့တုံးလဲတစ်စီးကအောက်ချပေးရမှာပါ။ အဲဒီကိစ္စမှာတော့ဘလို့အထာရှိနေလဲမသိပါဘူးခရီးသည်ပုံများရဲ့လဲဒါမှမဟုတ်ဝင်းစည်းစလွယ်ပုံများရဲ့လဲကိုဦးစားပေးရမယ်လို့တတ်မှတ်ထားတယ်လို့တော့ထင်ရပါတယ်အဲဒီကိစ္စနဲ့ခိုက်ရင်ဖြစ်တဲ့ကိစ္စတွေကိုတော့မဖြစ်ရအောင်ရှောင်ကြရတာပါမဟုတ်ရင်တို့တို့အတွက်လှုပ်ရှားခွင့်လေးပျောက်သွားနိုင်လို့ပါပဲထူးထူးခြားခြားလက်ဖြစ်ရင်တွေကြောင်းပြောရရင်အင်ဒိုနီးရှားကိုလည်းခြံထားလို့မရပါဘူးအဲဒီကလူငယ်တွေကြားထဲမှာရေပန်းစားနေတဲ့ဒလေးတစ်ခုရှိပါတယ်အဲဒါကတော့ဆိုင်ကအဟောင်းတွေကိုစိတ်ကြိုက်စင်ပြီးခေါ်ကြတဲ့ကိစ္စပါပဲ အဲ့ဒီကိစ္စကိုသူတို့ကတော့ bus bus scooter ဆိုပြီးခေါ်ကြတာပါစိတ်ကြိုက်စိနေဆိုပေမဲ့ဈေးကြီးကြီးအကုန်ကြခံတာမျိုးမဟုတ်ပါဘူးရှိတဲ့ပစ္စည်းနဲ့ပုံစံဆန်းအောင်ရှောက်ပြင်ကြတာပါအခုဆိုရင်လေတုံးမင်းဆိုင်ငယ်ကိုဝလုံးတွေနဲ့ဆင်ဆောက်တလို့ရှောက်ကြည့်ပါလေ။ပြီးရင်ရေတံပူးရဲ့ချိတ်အယုတ်တွေချိတ်လိုက်တာပါ။ဆိုင်ငယ်ရဲ့ဒီဇိုင်းကာလာကလည်းဂျုံဂျုံကျနေပါပြီ။တုံးမင်းဆိုင်ငယ်ကလည်းမြေကြီးမှာကတ်နေတာပါ။လူတွေကလည်းဝလုံးပေါ်ကနေတိုးလို့တွဲလောင်းလိုက်ပါလေ။ဘေးကဆိုင်ငယ်ဆိုရင်လေတာယာဟောင်းတွေတထားတလို့တက်ကိုင်းချောက်တွေလည်းထွတ်ထွတ်ထောင်ထောင်ဖြစ်နေတာပါ။မသိရင် map map ရုပ်ရှင်တွေကဆိုင်ငယ်တွေလိုပါပဲ။ အဲ့ဒီဒီလေးကဘယ်ကနေဘယ်လိုစခဲ့တာလဲတော့မသိပါဘူးနောက်ပိုင်းမှာဆိုင်ကယ် crazy လူငယ်ရင်းရဲ့ကြားမှာခေစားလာပါတယ်သူတို့က1980ပြည့်လို့နှစ်ထုံရှေးအောင် Vespa ဆိုင်ကယ်ဟောင်းတွေကိုမှပြန်ရွှဲပြီးဒီလိုပြန်ကုန်နေကြတာပါဒီကြားတဲ့ဆိုင်ကယ်တန်ကိုလည်းဖြူးဖြူးပြဲပြဲဖြစ်အောင်ပြင်ထားကြပါတယ်အဲ့လိုဆိုင်ကယ် crazy အတိုင်းဝိုင်းကလည်းရှိနေတာပါအခွင့်အရေးရတိုင်းတွဲဆုံပွဲတွေလုပ်တက်ကြသလိုဆိုင်ကယ်စီးပွဲတွေလည်းလုပ်တက်ကြပါတယ်။အရိခါမျိုးကြရင်မျိုးစုံအောင်စမ်းသစ်ထားတဲ့ရှေးအောင်ဆိုင်ကယ်တွေကိုတစုတစည်းတည်းတွေ့ရမှာပါ။ တို့ဖွဲ့တွေကလူလဲညီလာပါတယ်စူးယုံမှုလည်းရှိကြပါတယ်သူတို့ရဲ့အဓိကရည်ရချက်ကတော့ကုန်ကြမ်းစိတ်မများပဲလူငွေကြည့်ရမယ့်ခက်ဆန်းဆန်းဆိုင်ငယ်တွေကိုတီထွင်ဖို့ပါပဲဒါပေမဲ့ဒီဆိုင်ငယ်တွေကိုလုပ်ငန်းသုံးအနေနဲ့တော့သုံးနိုင်မှာမဟုတ်ပါဘူးလုပ်ငန်းသုံးမဟုတ်ဘဲဒီတိုင်းစီးနေတော့အဆင်မပြေလာပါဘူးအားနည်းချက်တွေအများကြီးရှိပါတယ်လုံခြုံရေးအတွက်ကလည်းစိတ်မချရပါဘူးဒီဆိုင်ငယ်တွေက for sure ပွဲတွေအထိမ်းမဲ့ပွဲတွေမှာပဲစီးနေလို့အဆင်ပြေနေတာပါဘယ်လိုပဲဖြစ်ဖြစ်ထူးခြားနေတာကတော့အမှန်ပါပဲ ဒီတစ်ခေါက်ကတော့ကမ်ဘောဒီးယားဘက်ကိုတစ်ချက်လောက်လှည့်လိုက်ခြင်းပါတယ်ကမ်ဘောဒီးယားမှာလည်းရထားတန်လန်းကိုအားကိုးနေတဲ့ဒေယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိနေတာပါအဲဒါကိုသူတို့စကားနဲ့ Nori လို့ခေါ်ပါတယ်ဝါရထားဆိုတဲ့အဓိပ္ပာယ်ပါပဲဒီလိုခေါ်တာကလည်းအဆင်ပြေနေတာပါဘာဖြစ်လို့လဲဆိုရင်သူတို့သုံးတဲ့လဲကိုဝါရီနဲ့လှုပ်ထားတာကြောင့်ဖြစ်ပါတယ်ဖိလစ်ပိုင်နဲ့မတူတာလည်းရှိနေတာပါဒီရထားကိုလူအားနဲ့မောင်းတာမဟုတ်ပါဘူးလက်ဆွဲအင်ဂျင်လေးနဲ့မောင်းရတာဖြစ်ပါတယ် နောက်ပြီးလဲတိဆောက်ပုံကလည်းဖိလစ်ပိုင်နဲ့မတူနေပါဘူးဖိလစ်ပိုင်မှာကတွန်းလဲနဲ့ဘိန်းတွေကိုတခါလေတွဲထားတာပါကမ္ဘောဒီးယားမှာတော့ဘိန်းတွေကအရှင်တွေဖြစ်ပါတယ်မျက်စိနဲ့မြင်အောင်ပြောရရင်ဝိမ်းမားတဲ့အလေးတွေလိုပါပဲဝင်ရိုးလည်းမှာတော့ပူလီကျိုးချဲ့ရတဲ့ဘေးတစ်ခုရှိပါတယ်လဲကိုဆင်းတော့မယ်ဆိုရင်အဲ့ဒီဘိန်းတွေကိုတန်လန်းပေါ်အရင်တင်လိုက်ရတာပါပြီးတော့မှကုတ်ပြစ်လိုလိုဂရင်လိုလိုဝါးလဲကြီးကိုဘိန်းဝင်ရိုးနဲ့အန်ကြားဖြစ်အောင်တင်ပါတယ်ပြီးတော့မှပူလီကျိုးကိုအင်ဂျင်နဲ့ချိန်လိုက်တာဖြစ်ပါတယ်အဲ့ဒါအရန်ထူးဆန်းတဲ့နည်းပညာတော့မဟုတ်ပါဘူးတော်ရုံလူတွေတောင်စင်တတ်ကြပါတယ် လူအားကိုမသုံးဘဲနဲ့စအားကိုသုံးတဲ့အတွက်အားသာချက်အားနည်းချက်တွေလည်းရှိနေတာပါအားနည်းချက်ကတော့စီကုံတာပါပဲအားသာချက်ကတော့မြန်မြန်သွားနိုင်ပါတယ်လူလည်းတက်တာပါလေပြီးတော့အမျိုးသမီးတွေလည်းဒီလုပ်ငန်းကိုလုပ်နိုင်ကြတာပါတခါတော့ရှိပါတယ်ယထာလာပြီဆိုရင်တော့လမ်းပေါ်ကဆင်းဖို့အချိန်ပိုယူရမှာပါအရင်ဆုံးအပေါ်ကလှဲအိမ်ကြီးကိုမှပြီးချရပါမယ်ပြီးတော့မှဘိန်းတွေကိုဘေးချရမှာပါအရာက၃ဆင်းလောက်လုပ်ရပါတယ်အတော်လေးတတိထားမှတော်ရကြမှာပါ ဒါပေမဲ့ဒီအလုံးနဲ့အတန်မိုးဝမ်းကြောင်းပြုတ်တယ်ဆိုမှတော့အစဉ်ပြေချောမွေအောင်အဆဆရရပြင်ဆင်ထားရပါတယ်။ယထာဥပရေယဒီလိုကိစ္စတွေကတရားမဝင်ဘူးဆိုပေမဲ့ဒေတာအာဏာပိုင်တွေကမတိကျအောင်ဆောင်ထားပေးပါတယ်။အဲဒါကြောင့်တယ်ယူပို့ဆောင်ရေးခွေးသွားစိတ်အနေနဲ့ဆက်လက်လဲပန်းနေကြတာပါ။တချို့ယထာလမ်းပိုင်တွေမှာတော့ဒီလိုကိစ္စတွေကိုခွင့်မပြုတော့ပါဘူး။အဲဒါကြောင့်တန်လန်းပေးမြက်ခင်းထဲမှာပြစ်ထားရတဲ့ဝါလဲတွေကိုလည်းတွေ့နေကြတာပါ။ခွင့်ပြုထားခဲ့တဲ့လမ်းပိုင်ချို့မှာတော့ဒီအတိုင်းလဲပန်းနေတော့ပါပဲ။အခုဝင်မြပေးသွားတာကအာဆီယံနိုင်ငံချို့မှာကျင်းသုံးနေတဲ့လက်ဖြစ်တယ်ယူပို့ဆောင်ရေးရင်းရဲအကြောင်းပဲဖြစ်ပါတယ်။ ဒီနေ့လတွေကရေရှည်အဆင်ပြေတဲ့ကိစ္စမဟုတ်ပေမဲ့လက်တလုံးမှာတော့ဒေတာခန့်တွေအတွက်အဆင်ပြေနေကြပါတယ်ဒီလုပ်ငန်းတွေကိုမိခိုးပြီးအတန်မိုးရမ်းကြောင်းပြုတ်နေကြတဲ့သူတွေလည်းဟန်ကြနေပါတယ်ဒါပေမဲ့ဒီနေ့လကတချိန်ကျရင်တော့အဆုံးပြေခံဖြစ်ရမှာပါအဲ့ဒီအချိန်မျိုးအတွက်မပြင်းစင်ထားနိုင်ရင်တော့စားဝတ်နေရေးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရဖို့ရှိနေကြအောင်ဝေးမြလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချောင်းလိုက်ပါတယ်အဆုံးကြီးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်